ဟူဒီတပုံတွေဂါဇာကလက်နက်ကင်ပဋိပက္ခတွေတောင်ပိုင်းလက်ဗနွန်မှာဖြစ်တဲ့ထိတ်တက်ရင်ဆိုင်မှုတွေစတဲ့အီရန်နဲ့သူ့ရဲ့ကိုယ်တိုင်အဖွဲ့တွေဟာအမေရိကန်နဲ့အစ္စရေးတို့ရဲ့အကျိုးစီးပွားတွေကိုထိခိုက်အောင်မနာမနေစူးစမ်းနေကြပါတယ်။ဂျော်ဒန်မှာရှိတဲ့အမေရိကန်တပ်ဖွဲ့တွေပေါ်တိုက်ခိုက်မှုတွေကလည်းအစ္စရေးပေါ်တိကျတဲ့တိုက်ခိုက်မှုတွေအထိသူတို့ရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်။အဲ့ဒါကတော့အမေရိကန်ရဲ့ဩဇာလွှမ်းမိုးမှုကိုအရှိအလယ်ပိုင်းကနေလုံးဝဖယ်ရှားပစ်ဖို့ပါပဲ။အနောက်နိုင်ငံတွေကလွှတ်တော်အမတ်အချို့ဟာအခုဆိုရင် အီရန်ရဲ့အားနည်းချက်တွေကိုရှာပြီးတုံ့ပြန်တိုက်ခိုက်ဖို့ကြိနေကြပါတယ်။ဒါပေမဲ့အီရန်ဟာနှစ်ပေါင်း900ကျော်လောက်ကသူ့ရဲ့နယ်နိမိတ်တွေကိုထိန်းထားနိုင်ခဲ့ပါတယ်။သူဟာခေတ်သီးသီးကအင်အားကြီးနိုင်ငံတွေအားလုံးနဲ့တိုက်ခိုက်ခဲ့ပြီးအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ယောမာအရက်တူရကီရုရှားနဲ့ဗြိတိရှစတဲ့နိုင်ငံတွေကိုပြန်တွေးကြည့်ပါ။ဂျိုလေးပြောရရင်အီရန်နဲ့တိုက်ရိုက်တိုက်ခိုက်တာဟာအလွန်ဆိုးရွားတဲ့အကြံပါပဲ။မထင်ထားတဲ့ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ တီဟီရန်ဟာကျူးကျော်မှုတွေကိုခုခံနိုင်သန်းရှိကြောင်းအမြဲတမ်းပြသခဲ့ပြီးသူ့ကိုလက်အောက်ခံနိုင်ငံဖြစ်အောင်လုပ်ဖို့မဖြစ်နိုင်သလောက်ပါပဲအီရန်နိုင်ငံရဲ့အင်အားကြီးမားမှုနောက်ကွယ်မှာဘလို့လျှို့ဝှက်ချက်တွေရှိနေရလဲတောင်တွေကြီးပဲလားဒါမှမဟုတ်ပိုပြီးနှက်ဆိုင်တဲ့အရာတွေများရှိနေမလားဒီမေကွန်းတွေရဲ့ဖြေကိုရှာဖွေဖို့ဆိုရင်အီရန်ရဲ့မြေမျက်နှာသွင်ပြင်ကိုတည်တည်ချာချာလေ့လာကြည့်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ပထဝီဝင်ကနိုင်ငံတနိုင်ငံရဲ့ဝိညာဉ်ကိုထုတ်ဖော်ပြသနိုင်လို့ပါပဲ။ အီရန်ကိုပုံဖော်ထားတာကသူ့ရဲ့တောင်တန်းတွေပါပဲဒီတောင်ထိပ်တွေဟာနိုင်ငံရဲ့အကာအကွယ်နေရံတွေဖြစ်ပြီးမြို့ကြီးတွေကိုဝန်းရံထားပါတယ်အရေးကြီးဆုံးကတော့အနောက်တောင်ဘက်ကဇာဂရော့စ်တောင်တန်းတွေပေါ့ဒီတောင်တန်းတွေကအီရတ်ဘက်ကိုညှဉ်းတာသွားဆင်းသက်သွားပြီးမြောက်ဘက်မှာဆိုရင်တူရကီနဲ့ဖြတ်တန်းလို့မရနိုင်လောက်အောင်ခတ်ခဲတဲ့နယ်နိမိတ်ကိုဖန်တီးပေးထားပါတယ်အနောက်ဘက်နယ်နိမိတ်ရဲ့တခုပြီးသောကာကွယ်မှုမဲ့နေတဲ့အပိုင်းကို Tigrin နဲ့ Euphrates မြစ်တွေစုံတဲ့ရေဝတ်ဒေသတွေကစောင့်ရှောက်ပေးထားပါတယ် မြောက်ဘက်မှာတော့ Elbos တောင်တန်းတွေကနောက်ထပ်သဘာဝနယ်နိမိတ်ဖြစ်ရပ်တည်နေပြီးတောင်တန်းငယ်လေးတွေကအီရန်ရဲ့အရှေ့ဘက်ကိုကိုယ်ဝိုင်းရင်အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်နယ်နိမိတ်တွေကိုပိုင်းခြားထားပါတယ်။ဒီသဘာဝရဲ့တိုက်ကြီးရဲ့နောက်ဆုံးနေရာကတော့ပင်လယ်ပါပဲ။အီရန်ရဲ့ကမ်းရိုးတန်းဟာကီလိုမီတာ2500နီးပါးရှိလျားပြီးပါရှန်ပင်လယ်ကွင်းနဲ့အိုမန်ပင်လယ်ကွင်းကြားမှာပိုင်းခြားတည်ရှိပါတယ်။ဘန်ဒါအဘလိုအရေးကြီးဆုံးစိတ်ကန်းဟာကမ္ဘာ့ရှင်နယ်ရဲ့၅ဘုံတစ်ဘုံလောက်ဖြတ်သန်းစီးစင်ရာ Hormuz ရေလကြားရဲ့အလဲမှာစောင့်ကြံနေပါတယ်။ Hormuz ရေလကြားဟာအီရန်အတွက်အဓိကကျတဲ့ပထဝီနိုင်ငံရေးဖိအားပေးနိုင်တဲ့အင်အားဖြစ်ပါတယ်။တီဟီရန်သာရေနံစီးသင့်မှုကိုနှောက်ယှက်ဖို့ဆုံးဖြတ်လိုက်ရင်ကမ္ဘာစီးပွားရေးကအကြီးအကျယ်တုံ့လှုပ်သွားနိုင်ပါတယ်။ဒါကအီရန်ကိုသူ့ရဲ့မဟာမိတ်နိုင်ငံတွေနဲ့ဆွေးနွေးတဲ့အခါအလျှော့တင်းလုပ်နိုင်တဲ့အင်အားကိုပေးထားပါတယ်။ Hormuz ရေလကြားဟာအီရန်အတွက်ဓားသွားနှစ်ဖက်လိုပါပဲ။ တစ်ဖက်ကကြည့်ရင်ဒီရေလက်ကြားကနေကမ္ဘာရှင်တွေရဲ့ငါးပုံတပုံဒီပါနေ့စဉ်ဖြတ်သန်းစီးသင်းနေတာကြောင့်အီရန်ဟာနိုင်ငံတကာမှာကြီးမားတဲ့ဩဇာအာဏာနဲ့ဖိအားပေးနိုင်စွမ်းရှိပါတယ်။ဥပမာနောက်နိုင်ငံတွေကအီရန်ကိုဖိအားပေးလိုက်ရင်ဒီရေလက်ကြားကိုပိတ်ပစ်မယ်လို့ချိန်ချောင်းနိုင်တာမျိုးပေါ့။ဒါဟာအီရန်အတွက်ရေးပါတဲ့မဟာဗျူဟာမြောက်အာသာချက်တစ်ခုပါ။ဒါပေမဲ့တခြားတစ်ဖက်မှာတော့ငိမ့်ညံ့တဲ့အခြေမျိုးမှာဒီရေလက်ကြားကပဲအီရန်ကိုကန့်တတ်ထားသလိုဖြစ်နေပါဗါလို့လဲဆိုတော့အိုမန်ပင်လယ်ကွက်ပတ်မှာ အီရန်မှာဘန်ဒါအပါလူကြီးမားပြီးအရေးပါတဲ့စိတ်ကမ်းမျိုးမရှိသေးပါဘူး။အီရန်ရဲ့အဓိကစိတ်ကမ်းဖြစ်တဲ့ဘန်ဒါအပါဟာဟော်မုစ်ရေလက်ကြားထဲမှာပဲရှိနေတာကြောင့်ရေလက်ကြားရဲ့လုံခြုံရေးပေါ်အီရန်ကအလွန်အမင်းမှီခိုနေရပါတယ်။ဆိုလိုတာကဒီရေလက်ကြားမှာတစုံတရာပြဿနာဖြစ်တာဒါမှမဟုတ်ဘန်ဒါအပါကိုပိတ်ဆို့ခံရတာမျိုးဆိုရင်အီရန်ရဲ့ကုန်သွယ်ရေးနဲ့ပင်လယ်ပြင်ထပ်ပေါက်တွေဟာကြီးကြီးမားမားထိခိုက်နိုင်ပါတယ်။ဒါကြောင့်ဟော်မုစ်ရေလက်ကြားဟာအီရန်ကိုကမ္ဘာရေလမ်းကြောင်းနဲ့ချိတ်ဆက်ပေးမယ်။ သူ့မှာဘေးကင်းလုံခြုံတဲ့နောက်ထပ်အဓိကပင်လယ်ထွက်ပေါက်မရှိသေးတာကြောင့်အီရန်ဟာကုန်းတွင်းအင်အားတစ်ခုလိုပဲကန့်သတ်ခံနေရပါတယ်။ခြုံပြောရရင်ပထဝီဝင်ဟာနယ်နိမိတ်တစ်ခုဖြစ်တာမကအီရန်ရဲ့တန်90သောနိုင်ငံသားအများစုကိုပါထိန်းထားပေးပါတယ်။သူ့ရဲ့နယ်နိမိတ်တွေထဲမှာကဗီယာနဲ့လွတ်သေးကန္နာရီဟာကြီးမားတဲ့6တွေ့တဲ့ကုန်းမြင့်ဒေသတွေကိုဖန်တီးထားပြီးလူဦးရေကိုကုန်းမြင့်ကပတ်တစ်ခုအတွင်းစုစည်းနေစေပါတယ်။တမိုင်းကြောင်းအရဒီလိုထူးခြားတဲ့မြေမျက်နှာတွင်ပြင်ကြောင်း အီရန်ကိုသိမ်းပိုက်ဖို့ဆိုတာမယုံနိုင်လောက်အောင်ခက်ခဲစေခဲ့ပါတယ်။အီရန်ရဲ့တောင်တွေကသူ့ရဲ့မတူကွဲပြားတဲ့ယဉ်ကျေးမှုနဲ့လူမျိုးစုပေါင်းများစွာကိုအပြည့်အဝပေါင်းစည်းဖို့အလွန်ခက်ခဲစေပါတယ်။မြန်မာတဲ့တောင်ထိပ်တွေကအတိုင်းဝိုင်းတွေဟာသူတို့ရဲ့ထူးခြားတဲ့ဘာသာစကားရိုးရာဒလိနဲ့ကိုယ်ပိုင်လက္ခဏာတွေကိုခိုင်ခိုင်မာမာစုပ်ကင်ထားတဲ့တီးခြားဒေသတွေကိုဖန်တီးပေးပါတယ်။ဒါကြောင့်သူ့ရဲ့တောင်တွေကအီရန်ကိုနိုင်ငံခြားကြီးစိုးမှုကနေကာကွယ်ပေးပေမဲ့စီးလုံးညီညွတ်တဲ့ဗဟိုအစိုးရတရက်ဖွဲ့စည်းဖို့ကိုလည်းရှုတ်ထွေးစေပါတယ် အီရန်လူဦးရေရဲ့55ကနေ60ရာခိုင်နှုန်းသာပါရှန်လူမျိုးတွေဖြစ်ပြီးကြံတဲ့သူတွေကတော့အဇာဘိုင်ဂျန်ဘလူချီကတ်အာရက်တက်မန်စတဲ့လူမျိုးစုများပါနဲ့ဖွဲ့စည်းထားပါတယ်ဒီလူမျိုးစုတွေဟာတိကျဒေသတွေမှာစုတည်နေထိုင်တာကကိုပိုင်အုပ်ချုပ်ခွင့်တဲ့ခွဲထက်ရွေးတက်တောင်းဆိုမှုတွေဖြစ်ပေါ်စေပါတယ်တမိုင်းကြောင်းအရအီရန်ဟာဒီအဖွဲ့တွေကိုကိုပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပေမဲ့တီဟီရန်မှာအာနာကိုဗဟိုချုပ်ကင်မှုကသူတို့ရဲ့နိုင်ငံရေးလွတ်လပ်ခွင့်တွေကိုပျက်စီးစေခဲ့ပါတယ် အကျိုးဆက်အနေနဲ့ဗဟိုချုပ်ကင်ထားတဲ့အီရန်ဟာနိုင်ငံရေးလွတ်လပ်ခွင့်တွေကိုပျက်စီးစေခဲ့ပါတယ်။တီဟီရန်ဟာသူ့ရဲ့လူမျိုးစုတွေရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့လွတ်လပ်ရေးတောင်းဆိုမှုတွေနဲ့အမြဲတမ်းယုံကန်နေရပါတယ်။ဥပမာအားဖြင့်1989ခုနှစ်အစ္စလာမစ် တော်လှန်ရေးကာလအတွင်းမှာခတ်တက်မန်နဲ့အာရက်တွေဟာအီရန်ကနေခွဲထွက်ဖို့ကြိုးစားခဲ့ကြပြီးအစာပိုင်ဂျန်တွေကတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံမူလိုလားခဲ့ကြပါတယ်။ဒီလှုပ်ရှားမှုတွေကိုနှိမ်နင်းခဲ့ပေမဲ့ အီရန်တွင်းမှာရှိတဲ့လူမျိုးရေးမတည်ငြိမ်မှုတွေကိုမီးမောင်းထိုးပြခဲ့ပါတယ်။လက်ရှိ2025ခုနှစ်ဇွန်လလယ်မှာအစ္စရေးနဲ့အီရန်ကြားတင်းမာမှုတွေကအမြင့်ဆုံးကိုရောက်နေပါတယ်။ဧပြီလတုန်းကဒမတ်စကတ်မှာရှိတဲ့အီရန်ကောင်စစ်ဝင်ရုံတိုက်ခိုက်ခံရပြီးနောက်အီရန်ကအစ္စရေးကိုဒုံးကျည်တွေဒရုန်းတွေနဲ့ပထမဆုံးအကြိမ်တိုက်ရိုက်လက်တုံ့ပြန်ခဲ့ပါသေးတယ်။အဲ့ဒီတုန်းကတိုက်ခိုက်မှုအများစုကိုအစ္စရေးကကြားဖြတ်ဟန့်တားနိုင်ခဲ့ပေမဲ့ဧပြီလ19ရက်နေ့မှာအစ္စရေးကလည်း အီရန်နိုင်ငံတွင်အဖာဟန်အနီးကလေတက်စကန်ကိုတုံ့ပြန်တိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။နောက်ဖက်စလုံးကတင်းမာမှုကိုရှော့ချဖို့ဆန္ဒရှိကြောင်းပြသခဲ့ကြပြီးမြေဒေတာရင်းပဋိပက္ခတွေကတော့ရပ်တန့်မသွားခဲ့ပါဘူး။ပြီးခဲ့တဲ့2025ခုနှစ်ဇွန်လ13ရက်နေ့မှာတော့အခြေအနေဟာတိတိတတ်တာပြောင်းလဲသွားခဲ့ပါတယ်။ Israel ဟာ Operation Rising Lion လို့အမည်ပေးထားတဲ့စစ်စင်ရေးနဲ့အီရန်နိုင်ငံတွင်းကနျူကလ িয়ার စခန်းတွေစစ်ရေးဆောက်အုံတွေပါဝင်ပြစ်မှတ်ဆယ်ကုကျော်ကိုတိုက်ခိုက်ခဲ့ပါတယ်။ ီတိုက်ခိုက်မှုတွေကြောင့်အီရန်ရဲ့ထိပ်တန်းကောင်းဆောင်တွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေတေဆုံးခဲ့ရပြီးဒါဟာအီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုနှစ်ပေါင်းများစွာနောက်ပြန်ဆွဲလိုက်ခြင်းဖြစ်ကြောင်းအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နက်တန်ယာဟုကကြေညာခဲ့ပါတယ်။တုံ့ပြန်တဲ့အနေနဲ့အီရန်ကလည်းအစ္စရေးပေါ်ဒုံးကျည်တဲ့ drone တွေအလုံးကြီးနဲ့ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ဂျေရုဆလင်တယ်အဗီလိုမြို့ကြီးတွေမှာဒုံးကျည်တွေကျရောက်ခဲ့ပြီးအစ္စရေးနိုင်ငံအလဲပိုင်းမှာတေဆုံးသူနဲ့ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာဒေတာရင်းနိုင်ငံကြီးကိုတိတိတတ်တာလှုပ်ခတ်သွားစေခဲ့ပါတယ်။အစ္စရေးကအီရန်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့အဇာဘိုင်ဂျန်နဲ့ဆက်ဆံရေးကိုခိုင်မာအောင်လှုပ်ဆောင်နေပြီးအီရန်တွင်းကအဇာဘိုင်ဂျန်ခွဲထွက်ရေးလှုပ်ရှားမှုတွေကိုထောက်ခံဖို့စိတ်ဝင်စားမှုတွေရှိနေတယ်လို့သတင်းတွေကဖော်ပြပါတယ်။အီရန်ကတော့ဒီလှုပ်ရက်တွေကိုသူ့ရဲ့လူလူမျိုးရေးကွဲလွဲမှုတွေကိုအမျက်ထုတ်ပြီးပြည်ရင်းတည်ငြိမ်မှုကိုပြတ်စည်းစေဖို့ကြိုးစားနေတယ်လို့ရှုမြင်ပါတယ်။လက်ရှိချိန်မှာတော့တိုက်ခိုက်မှုတွေဟာဆက်လက်ဖြစ်ပွားနေသေးဖြစ်ပြီး နှစ်ဖက်စလုံးကနောက်ထပ်တုံ့ပြန်မှုတွေရှိလာနိုင်တယ်လို့သတိပေးထားပါတယ်။နိုင်ငံတကာတိုင်းဝိုင်းကတော့ပုံမိုကျဲပြက်တဲ့ဒေတာရင်းစစ်ပွဲမဖြစ်ပွားရအောင်တင်းမာမှုတွေလျှော့ချဖို့တိုက်တွန်းနေကြပါတယ်။ဒီပတိပခရဲ့နောက်ဆက်တွဲအနေနဲ့ရေနံစိမ်းနှုန်းတွေမြင့်တက်လာပြီးကမ္ဘာစီးပွားရေးအပေါ်လည်းတက်ရောက်မှုတွေရှိနေတာကိုတွေ့ရပါတယ်။ဒါအပြင်အိုမန်မှာကျင်းပဖို့စီစဉ်ထားတဲ့အီရန်ရဲ့နျူကလ িয়ার စီစဉ်ဆိုင်ရာအမေရိကန်ရဲ့ဆွေးနွေးပွဲကိုလည်းရွှေ့ဆိုင်းလိုက်ပြီးဖြစ်ပါတယ်။ အီရန်နိုင်ငံဟာပြင်ပရန်သူတွေကနေခြေမုံ့ဖို့ဘာကြောင့်ဒီလောက်ခက်ခဲနေရတာလဲအမေရိကန်နဲ့အစ္စရေးလိုနိုင်ငံတွေကခွဲထွက်ရေးလှုပ်ရှားမှုတွေကိုအားပေးပြီးအီရန်ကိုအားပြောင်းလုပ်ဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်ဥပမာအားဖြင့်ဆော်ဒီအာရေဗျနဲ့လည်းပတ်သက်မှုရှိတယ်လို့သတင်းထွက်နေတဲ့ခူဇီစတန်ပြည်နယ်မှာအာရက်ခွဲထွက်ရေးလှုပ်ရှားမှုတွေကိုလှုံ့ဆော်တာမျိုးပေါ့ဒီပြည်နယ်ဟာအီရန်နဲ့နယ်နိမိတ်ချင်းထိစပ်ပြီးအာရက်လူကြီးအများပြားနေထိုင်ပါတယ်ဒါပေမဲ့အီရန်ရဲ့လူမျိုးစုပေါင်းစုံမတူကွဲပြားမှုဟာ ဂျန်ဒူရီထင်သလောက်အားနိုင်ချက်ကြီးမဟုတ်နိုင်ပါဘူး။အီရန်အီရက်စစ်ပွဲတုန်းကအီရက်ရဲ့ခေါင်းဆောင်ဆက်တန်ဟူစိန်ဟာအီရန်ရဲ့လူမျိုးရေးဘာသာရေးကွဲပြားမှုတွေကိုအတုံးချပြီးအီရန်ဆိုးရွားကိုလူနည်းစုတွေကိုဖိနှိပ်တဲ့ပါရှန်လူမျိုးကြီးဝါဒတွေဖြစ်ပုံဖော်ခဲ့ပါတယ်။သူရဲ့ရွေချက်ကအီရန်ပြည်ရင်းမှာ လူမျိုးရေးတင်းမာမှုတွေနဲ့ခွဲထွက်ရေးစိတ်ဓာတ်တွေကိုလှုံ့ဆော်ဖို့ပါ။ဆက်တန်ကရေနံကျွဲဝတဲ့ခူဇီစတန်ပြည်နယ်ကအာရက်လူနည်းစုတွေသူ့ကိုထောက်ခံပြီးလက်နက်ကင်ပုံကန်လိုက်မယ်လို့မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့သူတို့ မပုံကန်ခဲ့ကြပါဘူး။အီရတ်ဟာခတ်ဒီမိုကရက်တစ်ပါတီနဲ့ခတ်စစ်တီများတမကလိုခတ်ခွဲထွက်ရေးအဖွဲ့တွေကိုလည်းအီရန်စိုးရွားကိုစန့်ကျင်တဲ့သူတို့ရဲ့တိုက်ပွဲမှာကူညီခဲ့ပါတယ်။ဒီပုံကန်မှုတွေကအီရန်ကိုအားနည်းစေလိမ့်မယ်လို့မျှော်လင့်ခဲ့တာပါ။အစပိုင်းမှာတော့အီရန်တွေနဲ့ခတ်ပုံကန်မှုနှိမ်နှင်းဖို့အတွက်အရင်းမြစ်တွေကိုပြောင်းရွှေ့သုံးဆွဲခဲ့ရတာကြောင့်ဒီအစီအစဉ်ကအတိုင်းအတာတစ်ခုထိပဲအောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့စက်တန်မြက်အစီအစဉ်ကြာဆုံးခဲ့ပြီး စစ်ပွဲကလည်းရပ်တန့်သွားခဲ့ပါတယ်။အီရန်အီရတ်စစ်ပွဲအတွင်းမှာတီဟီရန်ဆိုရဟာအီရန်အမျိုးသားရေးစိတ်ဓာတ်ကိုပြင်းပြင်းထန်ထန်တွန်းအားပေးခဲ့ပါတယ်။စစ်ပွဲကိုရှီယာနဲ့ဆွန်နီဘာသာဝင်တွေကြားကတိုက်ပွဲအဖြစ်ပုံဖော်ခဲ့ပါတယ်။ဒါဟာဆက်တန်ရဲ့ခွဲထွက်ရေးလုံဆောင်မှုတွေမှာအောင်မြင်ရခြင်းရဲ့အဓိကအကြောင်းရင်းပါပဲ။ဒီမဟာဗျူဟာကဘလောက်ထိရောက်လဲဆိုတာကို နားလည်ဖို့တမိုင်းကိုပြန်ကြည့်ရအောင်။1500တခုနှစ်မှာပထမအစ္စရေးကို တာဘရစ်စ်မြို့မှာဘရင်ဖြစ်ဗိတ်သိက်ခံခဲ့ပြီးဆာဖာဗစ်အင်ပါယာကို စတင်တည်ထောင်ခဲ့ပါတယ်။ဒီအင်ပါယာဟာခေတ်သစ်အဇာဘိုင်ဂျန်ဒေသကနေစတင်ခဲ့တာပါ။အစ်စမေးကို ခေတ်သစ်အီရန်ရဲ့တည်ထောင်သူဖြစ်ရှုမြင်ကြတာဟာသူ့နယ်မြေတွေအများကြီးသိမ်းပိုက်ခဲ့လို့မဟုတ်ပါဘူး။အဓိကကတော့သူ့အင်ပါယာရဲ့နိုင်ငံတော်ဘာသာဖြစ် Twelve Varshi Islam ကိုကြီးညာခဲ့လို့ပါပဲ။ဒီဆုံးဖြတ်ချက်ကမတူကွဲပြားတဲ့လူမျိုးစုနဲ့ဘာသာစကားအုပ်စုတွေကိုဘာသာရေးဆိုင်ရာကိုပိုင်လက္ခဏာတစ်ခုရဲအောင်မှာစီလုံးစေခဲ့ပါတယ်။ ။ဒါအပြင် Servavis မင်းဆက်ကို Ottoman နဲ့ Mughal Empire လိုပတ်ဝန်းကျင်က Sony အာဏာပိုင်တွေနဲ့ကွဲပြားစေခဲ့ပါတယ်။ Shia Islam ကိုမြင့်တင်ခြင်းအဖြစ် Ismail ဟာသူ့ရဲ့ထိန်းချုပ်မှုကိုခိုင်မာစေခဲ့ပြီးသူ့ရဲ့အုပ်ချုပ်မှုကိုတရားဝင် ဖြစ်စေခဲ့သလိုခေတ်သစ်အီရန်ရဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာကိုယ်ပိုင်လက္ခဏာတွေအုံမြင့်ချပေးခဲ့ပါတယ်။စိတ်ဝင်စားစရာကောင်းတာကပထမ Ismail ဟာကိုယ်တိုင်ကအဇာဘိုင်ဂျန်အုပ်စုဝင်လူနည်းစုလူမျိုးတအုပ်ဖြစ်ပေမဲ့ သူ့ရဲ့ဘာသာရေးဆုံးဖြတ်ချက်ကလူမျိုးရေးတစ္ဆာထက်ပိုအရေးကြီးကြောင်းသက်သေပြခဲ့ပါတယ်။အစ္စလမ်ခေတ်နောက်ပိုင်းမှာဒါဟာအီရန်ရဲ့လူမျိုးစုအားလုံးဘာသာရေးကြောင်းပထမဆုံးချိန်စီးလုံးညီညွတ်ခဲ့ကြတာပါ။ဒီနေ့ခေတ်မှာလည်းရှီယာအစ္စလမ်ဟာအီရန်မှာလွှမ်းမိုးနေတဲ့ဘာသာရေးအဖွဲ့အစည်းဖြစ်ရှိနေသေးပါ။လူဦးရေရဲ့90ရာခိုင်နှုန်းကနေ95ရာခိုင်နှုန်းလောက်ဟာ ရှီယာဘာသာဝင်တွေဖြစ်ပါတယ်။ဒီလိုဘာသာရေးစီးလုံးညီညွတ်မှုကသူ့ရဲ့တူညီတဲ့ယုံကြည်မှုတွေ၊ရိုးရာတလေးတွေနဲ့အတူ အမျိုးမျိုးသောလူမျိုးစုတွေကြားမှာစီးလုံးညီညွတ်မှုစိတ်ဓာတ်ကိုမြင့်တင်ပေးပါတယ်။ဒါပေမဲ့ဒါတွေမကပါဘူး။ရှီယာအစ္စလမ်ကိုမြင့်တင်ခြင်းအဖြစ်တီဟီရန်ဟာအမျိုးသားစီးလုံးညီညွတ်မှုနဲ့လူမှုရေးဆိုင်ရာသဟသတ္တာဖြစ်မှုကိုသာမကရှီယာအတိုင်းဝိုင်းများကလူအများစုဖြစ်တဲ့နေရာတွေမှာမဟာဗျူဟာမြောက်ဖိအားပေးနိုင်တဲ့အားသာချက်ကိုလည်းရရှိပါတယ်။ဆိုလိုတာကတော့အီရန်နိုင်ငံအတွက်ရှီယာအစ္စလမ်ဟာမီးတောက်တစ်ခုတည်းနဲ့ဖျောင်းတိုင်နှစ်တိုင်ကိုထွန်းညှိပေးသလိုပါပဲ။ ဒါပေမဲ့အီရန်ဟာလုံးဝရှီယာဘာသာဝင်ကြီးပဲတော့မဟုတ်ပါဘူး။နေသက်ဒေသတွေမှာဆွန်နီမွတ်စလင်အုပ်စုငယ်လေးတွေလည်းရှိနေပါတယ်။သူတို့ရဲ့တွေးခေါ်တွေဟာ ရှီယာလူအများစုနဲ့လုံးဝကွာခြားနေပါတယ်။ပေါင်းစည်းဖို့ကြိုးစားမှုတွေရှိနေပေမဲ့ဆွန်နီအများပြားကခွဲထွက်ရေးကိုပဲတခုတည်းသောဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းဖြစ်ရှုမြင်ကြပါတယ်။ဒီကွဲလဲနေတဲ့အတန်တွေထဲမှာဆွန်နီဘာလူချီတွေဟာအစွဲလမ်းရှိဆုံးအဖွဲ့အစည်းဖြစ်ပြီးသူတို့ရဲ့ယဉ်ကျေးမှုနဲ့ဘာသာရေးထူးခြားမှုက ပါရှန်ရှီယာလူအများစုနဲ့သူတို့ကိုကွဲပြားစေပါတယ်။ဘာလို့ချီခွဲထွက်ရေးအဖွဲ့အစည်းချို့ဟာလက်ရှိမှာတီဟီရန်ကိုစန့်ကျင်တဲ့ဒဏ္ဍာရီပုံကံမှုကိုတက်ကြွသွားဆင်နွှဲနေကြပါတယ်။ဒါပေမဲ့ပြင်အားကတော့နေပါသေးတယ်။တဖက်ကကြည့်ရင်အီရန်ဟာအစ္စလာမ်တော်လှန်ရေးနောက်ပိုင်းနှစ်တွေမှာ သူ့ရဲ့ရှီယာကတ်ကိုအလွန်ကျွံသုံးမိခဲ့တာဖြစ်နိုင်ပါတယ်။အစိုးရရဲ့လေလံမှုတွေကတော့အီရန်လူမျိုးတွေဟာအရင်ကထက်ဘာသာရေးအရနေပါလာကြောင်းပြသနေပါတယ်။ ဘာသာတရားတွေကိုလူတွေပေါ်ကိုအတင်းကျပ်ချမှတ်တဲ့အခါယုံကြည်မှုတန်ဖိုးထမှုနည်းပါးသွားတတ်ပါတယ်။ယိုးလေးပြောရရင်ရှီယာအစ္စလမ်ဟာသူ့ရဲ့စီးလုံးညညစီတဲ့ဆွမ်းအားကိုတဖြည်းဖြည်းဆုံးရှုံးနေပါပြီ။ဆုံးရှုံးပြီးသားမဟုတ်ရင်တော့ပေါ့။ဒါကြောင့်အာနာကိုဆက်ထိန်ထားဖို့အတွက်တီဟီရန်ဟာရှေးကြတဲ့ရိုင်းဆိုင်ကျန်းတဲ့နဲ့အင်အားကိုအသုံးပြုပါတယ်။သူကသဘောထားကွဲလွဲမှုတွေကိုလည်းတီးမခံပါဘူး။ပုံကံမှုတွေပေါ်ပေါက်လာတဲ့အခါလုံခြုံရေးရန်ရရကသူ့ရဲ့ထိန်ချုပ်မှုကိုတင်းကျပ်လိုက်ပါတယ်။ သဘောထားကွဲလွဲသူတွေကိုနှိမ်နှင်းခြင်းဖမ်းဆီးခြင်းသို့မဟုတ်တည်တံပေးခြင်းတွေလုပ်ဆောင်ပါတယ်။2022ခုနှစ်မှာအီရန်တဝန်းလုံးမှာအစိုးရဆန့်ကျင်ရေးအုံကြွဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့တဲ့အခါတီဟီရန်ရဲ့နှိမ်နှင်းရေးကိရိယာတွေဟာအရှိန်ပြည့်နေစတင်ခဲ့ပါတယ်။နိုင်ငံပိုင်မီဒီယာတွေကလူမျိုးစုလူနည်းစုများစွာရှိတဲ့ပြည်နယ်တွေကိုဆန္ဒပြသူတွေကိုအကြမ်းဖက်သမားတွေနဲ့ခွဲထွက်ရေးသမားတွေဖြစ်ပုံဖော်ပြီးလှုပ်ရှားမှုကိုအကျင့်ပြအောင်လှုပ်ဆောင်ခဲ့ပါတယ်။တချိန်တည်းမှာဆန္ဒပြသူရာပေါင်းများစွာကိုဖမ်းဆီးခဲ့ပြီး အီရန်လုံခြုံရေးတပ်ဖွဲ့တွေကဆန္ဒပြမှုတွေကိုရက်စက်စွာနှိမ်နင်းခဲ့ပါတယ်။ဒါပေမဲ့လည်းအီရန်ကိုထိခိုက်စေလိုသူတွေကစစ်ပွဲကလွဲလို့တခုပြီးသောဖြစ်နိုင်ခြေရှိတဲ့မဟာဗျူဟာဖြစ်နိုင်ငံတော်ပြိုကွဲစေရေးကိုထည့်သွင်းစဉ်းစားနိုင်ပါတယ်။ဥပမာအဖြစ်အမေရိကန်နဲ့အစ္စရေးတို့ကအီရန်ရဲ့လူနည်းစုတိုင်းရင်းသားတွေကိုအားနည်းချက်တွေဖြစ်ရှုမြင်ကြပါတယ်။နိုင်ငံခြားကြောထောက်နောက်ခံပြုထားတဲ့ခွဲထွက်ရေးပဋိပက္ခတခုတကယ်ပဲအလုပ်ဖြစ်မလား။ဖြစ်နိုင်ခြေတော့မရှိပါဘူး။ ဒါပေမဲ့အချို့လွှတ်တော်အမတ်တွေကဒါဟာစူးစမ်းရကြုံနဲ့တယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒါဟာအီရန်ခေါင်းဆောင်ပိုင်းကဒီမိုကရေစီကိုစိတ်ရင်းအမှန်နဲ့လက်မခံရခြင်းရဲ့အကြောင်းရင်းလည်းဖြစ်ပါတယ်။ဒီမှာပုံမိုအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။စိတ်ပိုင်းဆိုင်ရာဆက်ဆင်ရေးတွေဟာဒီလောက်ရှင်းလင်းစွာပေါ်လွင်ခဲ့ပါတယ်။အာနာယဘာသာရေးခေါင်းဆောင်တွေဟာအီရန်ကိုပြိုကွဲအောင်တွန်းအားပေးလိုတဲ့အနောက်နိုင်ငံတွေဟာသူတို့ရဲ့ရည်ရွယ်ချက်တွေကို liberal democracy လို့ဂုံသိက္ခာရှိတဲ့အတွေးခေါ်တစ်ခုထဲမှာ ထည့်သွင်းဖော်ပြခြင်းတယ်လို့ယုံကြည်ကြပါတယ် liberal တွေးခေါ်တွေကိုလက်ခံခြင်းအဖြစ်သူ့ရဲ့စီးလုံးညီညွတ်မှုဟာမျိုးဆက်အနှဲငယ်တွင်ပြိုကွဲသွားလိမ့်မယ်လို့တီဟီရန်ကယုံကြည်ပါတယ်အာနာရှင်စနစ်သို့မဟုတ်ဘာသာရေးဆိုရရဲ့ထိန်းချုပ်မှုမရှိဘဲဆိုရင်အီရန်ရဲ့လူနည်းစုဒေသတွေက သူတို့ရဲ့ကိုယ်ပိုင်လက္ခဏာတွေကိုလိုက်ရှာဖို့အသုံးပြုပြီးအချိန်တန်ရင်တော့အီရန်ကနေလုံးဝခွဲထွက်သွားပဲရှိပါတယ်ဒီစာပိုက်ကနေပြောချင်တဲ့အဓိကချက်ကတော့အီရန်နိုင်ငံဟာတဘာဝပထဝီဝင်အနေထားနဲ့ တမိုင်းကြောင်းအရဘာသာရေးစည်းလုံးမှုတို့ကြောင့်ပြင်ပကနေကျူးကျော်သိမ့်ပိုက်ဖို့အလွန်ခက်ခဲတဲ့နိုင်ငံတနိုင်ငံဖြစ်တယ်ဆိုတာပါပဲဒါပေမဲ့ဒီအာသာချက်တွေကြားထဲမှာပဲအီရန်ဟာလူမျိုးစုကွဲပြားမှုများနဲ့ဘာသာရေးယုံကြည်မှုရော့ပါလာမှုစတဲ့ပြည်ရင်းစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်ပြင်ပရန်သူတွေဖြစ်တဲ့အစ္စရေးနဲ့အမေရိကန်တို့ကအီရန်ရဲ့လူမျိုးစုအားနည်းချက်တွေကိုအသုံးချပြီးခွဲထွက်ရေးလှုပ်ရှားမှုတွေကိုလှုံ့ဆော်ဖို့ကြိုးစားနေကြပါပဲအီရန်အစိုးရကတော့ပြင်းထန်တဲ့အာဏာရှင်ဆန်တဲ့နှိမ်နှင်းမှုတွေနဲ့ မီဒီယာဝါဒဖြန့်မှုတွေကိုအသုံးပြုပြီးဒီလှုပ်ရှားမှုတွေကိုထိတိယောက်ယောက်တုံ့ပြန်နေစေဖြစ်ပါတယ်။တစ်ဖက်မှာလည်းအီရန်ဟာပြင်ပကျူးကျော်မှုကိုခံနိုင်ရရှိတဲ့ခံစားအားကောင်းတဲ့နိုင်ငံဖြစ်ပေမဲ့ပြည်ရင်းမတည်ငြိမ်မှုတွေနဲ့လူမျိုးစုဘာသာရေးတင်းမာမှုတွေကြောင့်ဖိအားများစွာနဲ့ရင်ဆိုင်နေရပြီးအစိုးရကဒီမိုကရေစီကိုလက်ခံခြင်းမရှိဘဲအာဏာကိုဆက်လက်ထိန်းချုပ်ထားဖို့ကြိုးပမ်းနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။